မင်္ဂလာပါရှင်။2025ခုနှစ် နိုဝင်ဘာလ15ရက်နေ့တွင်မိုးလေဝသနှင့်ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုအစီအထဏာမှထုတ်ပြန်ကြေညာပါမယ်ရှင်။လွန်ခဲ့တဲ့24နှစ်တွင်ကဖြစ်ပေါ်ခဲ့တဲ့ညဘူးချင်းချင်းနေများမှာချင်းပြည်နယ်စကန်းနိုင်ဒေသကြီးနဲ့မန္တလေးနိုင်ဒေသကြီးတို့မှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးချင်းတို့အောင်ညဒီကရီဆက်စီရဲ့ရောင်းနေခဲ့ပြီ။ရခိုင်ပြည်နယ်မှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးချင်းထက်3ဒီကရီဆက်စီရဲ့ပိုခဲ့ကောင်း ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်။မြို့လိုက်ထူးခြားတဲ့ညပူချိန်ခြေနေများမှာဟာခမြို့မှာ9ဒသမ2ဒီဂရီဆယ်စီယပ်၊တီရဲမြို့မှာ8ဒသမ3ဒီဂရီဆယ်စီယပ်၊လွိုင်းလင်းမြို့မှာ10ဒီဂရီဆယ်စီယပ်၊ပင်လယ်မြို့နဲ့မိုင်းယံမြို့တို့မှာ17ဒီဂရီဆယ်စီယပ်စီ၊ဟောမလင်းမြို့နဲ့လာရှိုမြို့တို့မှာ17ဒီဂရီဆယ်စီယပ်စီ၊ရှမ်းပြည်နယ်ကောင်းပိုင်းနမ်ဆန်မြို့မှာ12ဒသမ5ဒီဂရီဆယ်စီယပ် တောင်ကြီးမြို့မှာ73ဒီဂရီဆယ်စီယက်နဲ့ဟဲဟိုမြို့မှာ73.3ဒီဂရီဆယ်စီယက်တို့ဖြစ်ကြပါတယ်။မြို့လိုက်ရာသွန်းခဲ့တဲ့မှတ်သားဝယ်ရာမွေးချိန်များမှာရင်းမြို့မှာ1.2လက်မကောတောင်မြို့မှာ3.63လက်မဖျားပုံမြို့နဲ့တထုံမြို့တို့မှာ3.4ခွင်လက်မစီနေခရမ်းမြို့မှာ3.35လက်မတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လေတနအိခွဲချိန်မိုးလွတ်သားဂျိုရူမှာဖမ်းယူရရှိတဲ့ပုံအရာ ်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတင်ကင်းစင်တလရှိနေပြီဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းနဲ့အနောက်တောင်ပိုင်းတို့မှာတိမ်နုထန်နေကောင်ကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်နှင်းငယ်မှာတိမ်သက်သက်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာတိမ်ကင်းစင်တလရှိနေပြီကျန်ဒေသတွေမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာလေပြင်းရွှန်နေနေတာကိုတွေ့ရပါတယ် မြန်မာပင်လယ်မြန်မာလိုင်းသစ်တင်ရှိပါမယ်လိုင်းမြန်မာမြန်မာကံရံတရှောင်းနဲ့ကန့်လပင်လယ်မြန်တို့မှာငားပင်မှာရှစ်ပေကန်ရှိနိုင်ပါတယ်အနေပြမနဲ့ဒီခမ်းမန်းချက်များအနေနဲ့ကတော့အေယော်ရီတန်းဒေသကြီးနဲ့ရန်ကုန်တန်းဒေသကြီးတို့မှာနေရာကျကျနေပဲခူးတန်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတန်းဒေသကြီးတို့မှာနေရာကွက်ကြားမှုတစ်ချုံရှာပါမယ်ရခိုင်ပြည်နယ်မကွေးတန်းဒေသကြီးနေပြည်တော်မန္တလေးတန်းဒေသကြီးနဲ့ သကရဏိသာကြီးအပိုင်းတော်မှာအများဖြစ်သားရပြီးချင်းပြည်နယ်သကရဏိသာကြီးရဲ့ချက်ပိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာတင့်တင့်တင့်ဖြစ်ထွန်းပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင် နေပြည်တော်နဲ့နေတော်အတွက်မနက်ဖြန်မနက်အထိမိုးလူဝသအခြေအနေခန့်မှန်းချက်မှာအများအပြားသိရပါမယ်။အနေအဆုံမူချိန်မှာ19ဒီဂရီဆယ်စီယက်66ဒီဂရီဖာရဟိုင်းနဲ့အမြင့်ဆုံမူချိန်မှာ34ဒီဂရီဆယ်စီယက်63ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတော်အတွက်မနက်ဖြန်မနက်အထိမိုးလူဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြောင်မိုးထစ်ကြောင်ရွာပါမယ်။အနေအဆုံမူချိန်မှာ23ဒီဂရီဆယ်စီယက်83ဒီဂရီဖာရဟိုင်းနဲ့ ။မြင်းဆောင်မူချိန်မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်မနက်ပြန်မနက်တည်းမိုးလေဝသချင်းနေခံမှန်းချက်မှာအများအပြားသားရပါမယ်။အနေဆောင်မူချိန်မှာ19ဒီဂရီဆယ်စီယံ66ဒီဂရီဖာရန်ဟိုက်နဲ့မြင်းဆောင်မူချိန်မှာ32ဒီဂရီဆယ်စီယံ60ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းကျဲများအနေနဲ့ကတော့တနင်္သာရီတိုင်းဒေသကြီးမှာနေရာကျကျမုတ်တချုံရွှန်နိုင်ပါတယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလက်နှစ်နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာဗေဒသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်